လန်လွန်လိုက်တဲ့မြို့များအကုန်ပြန်သိမ်းမယ်လို့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကြုံဝါတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ကလက်လွတ်ထားတဲ့မြို့တွေကိုတမြို့မကျန်းအကုန်ပြန်သိမ်းပြမယ်လို့တိုက်ပွဲအတွေ့အကြုံရှိတဲ့ကြီးရီလီနှိမ့်နိုင်ကိုကရီမူဗိုလ်ချုပ်ကြီးကျော်စွာလင်းကပြောကြားလိုက်ပါတယ်။ကာကွယ်ဦးစည်းချုပ်ရုံးမှာ EP 29ရက်နေ့ညနေကပြုလုပ်ခဲ့တဲ့နောင်ချိုဗမော်ဖားကန်ပရောင်းနဲ့အီယာဝတီစားတဲ့စီရင်ဆိုင်ရာစီဝေးမှာပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်မျိုးရီအကောင့်တနေ့ပြန်သိမ်းပြမယ်ပြောတယ်ဘယ်နည်းလဲဆိုတာထဲမပြောဘူး ၃လလားတနည်းအတွင်းလားဒါမှမဟုတ်၃နည်းအတွင်းလားသူကိုယ်တိုင်စစ်မတန်ရတော့ရှီရမ်းမှာကိုလူတွေဘလောက်တည်နေလဲဆိုတာမသိဘူးပြောလိုက်ရင်အချင်းကြီးကတက်ဘက်ပါနေဆိုတာကြီးပဲဒါအပြင်တိုက်ပွဲဖြစ်ရာနေရာတွေကိုစစ်ကူနဲ့ဆက်လက်နဲ့ပြည်စည်းတွေကိုအရင်ကထပ်ပုံမို့ပို့ဆောင်နိုင်ဖို့အတွက်ထောက်ပံ့ရင်းနဲ့ပို့ဆောင်ရေးတပ်တွေကိုကားရင်းအပြင်လေကြောင်းကပါတုံးဆွဲခွင့်ပြုထားတယ်လို့ပြောဆိုခဲ့ကြောင်းတတိယအရင်မြစ်တွေကဆိုပါတယ်ဘိုးချုပ်ကြီးကျော်စွာလင်းရဲ့စီးပြူဟာရီကြောင့်ရှစ်လလောက်တောက်ခံခဲ့တဲ့အင်းတော်မျိုးကြတာပြီးကြတဲ့ကမြေပြင်တပ်တွေမှာကိုပြူဟာနဲ့ကိုလောက်ကြတော့တယ်လို့တမကွန်ကွန်နဲ့နှိစက်တဲ့တတိ င်းရင်းမြစ်တွေစင်ကတင်ရပါရင်စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်ကအင်းတော်ကိုကာကွယ်လာတာရှင်းလန်းလောက်ရှိပြီးညှို့ကုတ်ဦးဆောင်မှ PDF တွေကညိုသိမ့်ပြီးတမမမှုရောလက်အောက်ငယ်သားတွေပါအဖမ်းခံရတယ်။အဲ့ဒီလိုဖြစ်ကလေးကသူလည်းပြောချင်တာပြောအောက်ကလူတွေလည်းကိုဗျူဟာနဲ့ကိုပဲသွားနေကြတယ်လို့ပြောပါရတယ်။ ရခိုင်ပြည်နယ်မှာစစ်ရေးအရာရှုံးနေလာတဲ့စစ်ကောင်ဆောင်က2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာစစ်တောင်းချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုကြီးရည်လီညှိနှိုင်းကုကရေးမှုတာဝန်ပေးပြီးဗိုလ်ချုပ်ကြီးအဆင့်တိုးပေးခဲ့တာပါစစ်ကောင်စီတန်းနေနဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့ရိ BDF တွေနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲမှာတိုင်းစစ်ဌာနချုပ်နှစ်ခုတပ်စခန်း146ခုနဲ့မြို့ပေါင်း90ကျော်လက်လွတ်ထားခဲ့ရပါတယ်ဆလဘီအရာရီမြင်းအနောက်ဘက်ကျမ်းမာတည်ရှိတဲ့ကာဘာဆာစက်ရုံတွေကလက်နက်ခရရန်တွေထုံးလုံးမှုကြာဆင်းလာတဲ့အကြောင်းတင်ဆက်ပေးပါမယ် အာရကတက်တော်အေဦးဆောင်တဲ့ပူပေါင်းမဟာမိတ်တပ်တွေနဲ့တိုက်ပွဲတွေစတိုင်ဖြစ်ပေါ်ရတဲ့အင်ယာရီမြစ်အနောက်ဘက်ကျမ်းမကွေးတိုင်းနဲ့ပဲခူးတိုင်းကျမ်းကြားမှာတည်ရှိတဲ့ကပ္ပစာကာကွယ်ပစ္စည်းစရုံတွေမှာလက်နက်ခဲယံတွေထုတ်လုပ်မှုကြာဆင်းလာတာကိုတွေ့ရတယ်လို့ဒေသရင်းစီရင်လေးလာနေသူတအုပ်ကသတင်းဌာနကိုပြောပါရင်ပထမတစ်ချက်ကတော့ဆက်သွင်းရေးနဲ့တင်ယူပို့ဆောင်ရေးပါကပ္ပစာစရုံတရုံနဲ့တရုံကြားအရင်လိုတွာလာလို့မလွယ်ကူတော့ဘူးတော်လိုင်းတပ်ဖွဲ့တွေကလမ်းတချို့ကိုဖျက်တောက်ထားတယ်ကပ္ပစာစရုံတွေဆိုတာကလိုအပ်တဲ့ပစ္စည်းတွေကိုတခုချင်းစီလိုက်ထုတ်တာများတယ် အဲ့ဒီအစိပ်ပိုင်းတွေကိုကပ္ပစာစက်ရုံတစ်ခုမှစုပြီးတက်စင်တာအခုကစက်ရုံတစ်ခုနဲ့တစ်ခုကြားထုံးလုပ်ပစ္စည်းအစိပ်ပိုင်းတွေကိုအလွယ်တကူပို့လို့မရတော့ဘူးတချို့ကပ္ပစာစက်ရုံတွေဆိုရင်တော်လိုင်းတက်ဖွဲ့တွေရဲ့လက်နက်ကြီးလက်တကန်းစာပဲရှိတော့တယ်လို့ပြောပါတယ်ဒုတိယတစ်ချက်ကကပ္ပစာစက်ရုံတွေမှာရှိနေတဲ့စစ်သားတွေကိုစစ်မြေပြင်ကိုစစ်တိုက်ဖို့စေလို့ရတယ်လို့စက်ရုံတွေကိုအချိန်ပြေကာကွယ်နေတဲ့အတွက်စစ်ပစ္စည်းတွေထုံးလုပ်မှုဘက်ကိုဦးမလစ်နိုင်တဲ့အတွက်ဖြစ်ရတယ်လို့ဆိုပါတယ်အခုကပ္ပစာစက်ရုံတွေကလည်းစစ်သားတွေရှည်ရန်ထွက်ရတယ်လို့စက်ရုံတွေကိုတနေ့လုံးအပြေ ကာကွယ်နေရတယ်လှည့်ကင်းကာကင်းယူရတယ်အဲ့ဒီတော့စစ်ပစ္စည်းတွေထုတ်လုပ်မှုအပိုင်းမှာကြာဆင်းလာတယ်အရင်ကလိုထုတ်လုပ်ရေးပိုင်းကိုအချိန်ပြည့်မလုပ်ကင်နိုင်တော့ဘူးမကွေးတိုင်းငဖင်းမြို့နယ်အနောက်ခြမ်းကရခိုင်ရိုးမနီတီးကြားတီဆောက်ထားတဲ့ကားဖတ်ဆဆက်လေးမှာလည်းစစ်ပစ္စည်းထုတ်လုပ်တဲ့တပ်ဖွဲ့ဝင်တချို့ကိုရှည်နှံပို့ရတဲ့အတွက်စက်ရုံလေပတ်မှုမှာရပ်နေတဲ့အနေအထားကိုရောက်ရှိရလို့အရှုံချင်းကာကွယ်တပ်ဖွဲ့ CDF အရှုံရဲ့တာဝန်ရှိသူဆလိုင်းလိုချင်းကမီဒီယာတွေကိုပြောပါတယ် စီဒီအမ်ဘူကြီးစင်ရောကလည်းလက်နက်ငယ်ကြီးစံတွေထုတ်လုပ်မှုကြဆင်းလာတဲ့အပေါ်အတိပြုပြောဆိုနေပါရင်လက်နက်ခရံမိကြဆိုတဲ့နေရာမှာလက်နက်ငယ်ကြီးလို့ပြောရမယ်9တက်သမ5ချောင်းရဲ့9တက်သမ6ချောင်းရဲ့6မီလီမီတာရဲ့0.5ဆက်တနက်ကြီးရဲ့ပေါ့နော်အဲ့ဒီကြီးစံတွေကိုအဓိကအီယာရီမြင့်အနောက်ဘက်ကမ်းမှာရှိတဲ့အမှတ်ကိုကာကွယ်ပစ္စည်းစက်ရုံကနေအဓိကထုတ်လုပ်တယ်အရန်ဖြစ်ကတော့အီယာရီမြင့်အနောက်ဘက်ကမ်းဖြစ်တဲ့အထက်မင်းလာမျိုးနဲ့မလွန်အမှတ်နဲ့ကာကွယ်ပစ္စည်းစက်ရုံကနေထုတ်လုပ်ထားပါတယ် ပြီးရင်ဒီဘုံဒီအများစုကိုတော့အမှတ်တော့ကာကွယ်ပစ္စည်းဆက်ရုံစင်ငယ်ကနေထုတ်ပြီးတယ်။လေရင်ကဖြစ်တဲ့အကြီးစားဘုံဒီတွေကိုတော့အမှတ်27ကာကွယ်ပစ္စည်းဆက်ရုံကစုံကနေထုတ်လုပ်တယ်။အခုလက်ရှိမှာတော့ကာပစာ3နဲ့27ကလွဲလို့ကာပစာ5ဗရောင်ညောင်ကျေလောက်တဝိုင်းမှာတိုက်ပွဲတွေပြင်းထန်လာလို့ကာပစာ6ကမ္ဘာနီဆက်ရုံဆိုရင်ထုတ်လုပ်ရေးပိုင်းရနာထားပြီးလုံခြုံရေးကိုလုပ်နေရတဲ့အနေအထားမျိုးကိုတွေ့ရတယ်။ ပြီးရင်ရေမြုံမိုင်းနဲ့လက်နက်ကြီးအစိတ်ပိုင်းတွေထုတ်လုပ်တဲ့ကပ္ပစဆက်သုံးဆက်ရုံကိုလည်းတိုက်ခိုက်ထားတာရှိရဲဆိုတော့ခရရနေဘုံတီးတွေမှာ primer ဆိုတဲ့အစိတ်ပိုင်းကအရေးကြီးပါတယ်။ကြီးစံတစ်ခုဘုံတီးတစ်ခုအချောတက်ဖြစ်ဖို့အတွက်ပေါ့ခရရနေထုတ်လုပ်မှုလျော့နေလာရင်ဆိုတာနေမည်မတည်ငြိမ်မှုကျွန်တော်တို့တော်လန်းအင်အားစုတွေကတိုက်ခိုက်လာတော့ထုတ်လုပ်ရေးရဲ့လုံခြုံရေးရဲ့နေမည်စိုးမှုရဲ့မျှပီးလောရတာဖြစ်တဲ့အတွက် production ထုတ်လုပ်ရေးမှာလျော့နေလာတာဖြစ်ပါတယ်။ဒါအပြင်လက်ရှိတိုက်ပွဲတွေမှာ2024ခုနှစ်ထုတ်ကြီးတွေကိုတွေးရှိလာရတယ်လို့ စစ်မြေပြင်စီးရီးသတင်းရင်းမြစ်တွေပြောဆိုမှုပေါ်မှာလဲ CDM ပူကြီးစင်ရောကအခုလိုပြောပါရယ်အခုတွေ့နေရတဲ့အခြေအနေမှာ2024 2025 အစင်းနံပါတ်တွေပါတယ်အဲ့ဒီနံပါတ်တွေကသူတို့တချို့ဘုံသီးတွေဆိုရင်ဖြန်အားကိုပို့ပြင်းပြီးတော့လုံလို့တဲ့အနေအထားမျိုးရှိတယ်လို့တော့ကျွန်တော်ယူဆရတယ်ကြီးစံများများထုတ်ပေးမှရမယ်ဆိုတဲ့ပုံစံမျိုးအခုထုတ်တာတွေကိုချက်ချင်းလက်ငင်းသုံးတဲ့အနေအထားမျိုးလည်းတွေ့ရတယ်လို့ပြောပါတယ်ဒါအပြင်တိုက်ပွဲတွေအများပြားတိုက်လာတဲ့အတွက်စစ်ကောင်စီတပ်မှဘုံတွေလက်နက်ခဲယမ်းမီးစောက်တွေအခက်အခဲရှိနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာလည်းဗိုလ်ကြီးစင်ရောကအခုလိုတုံ့သက်ပြောဆိုပါတယ် မြန်မာစစ်တပ်မှာခရင်အဟောင်းတွေကုံသွားတဲ့အနေထားလို့တော့ပြောရခက်တယ်သူတို့မှာပင်မလက်နက်ခရင်မီးကြောက်တက်ဆိုရင်တက်ကြီး၃ခုရှိရဲအဲ့ဒီတက်ကြီး၃ခုကလည်းနှစ်စဉ်နှစ်တိုင်း၂၀20ခုနှစ်အထိတလတလအရေးအတွက်တင်းချီပြီးထုတ်ခဲ့တာရှိရဲဒါအပြင်ပြင်မခရင်မီးကြောက်တက်ကြီးအပြင်ဆက်လက်နဲ့ပစ္စည်းတက်ခွဲပြီးရင်ဆက်လက်နဲ့ပစ္စည်းတက်ခွဲတွေမှာရောခရင်မီးကြောက်တွေကပုံထားတာရှိရဲ ပြီးရင်တိုင်းစစ်ဌာနချုပ်တွေမှာလည်းတိုင်းအရန်ခရဲဆိုပြီးတည်တံ့ပုံထားတာရှိရလို့ပြောပါရယ်။အရာရီမြင်းအနောက်ဘက်ဒေသမှာတည်ရှိတဲ့စံယုံတွေမှာကာဘာဆာ၅ရန်ချက်စံယုံအုပ်ရှိပင်ကမြိုင်ကာဘာဆာ၆တန်ရီကျုံစံယုံအုပ်ရှိပင်ညောင်ကြောင်ရန်ချက်စံယုံကာဘာဆာ၁၆အုပ်ရှိပင် မတုံးလက်နက်ငယ်ကြီး3.5ငါ5.5တမ6ကုနေတမ6နဲ့ကိုမမကြီးစံတွေထုတ်လုပ်တဲ့ကပ္ပစကိုအုပ်ရှိပင်ကြာဘူးလက်နက်ငယ်ကြီးစံတွေထုတ်လုပ်တဲ့ကပ္ပစ14ငါဖဲစေတုတ်တရာအမြောက်နဲ့လက်နက်ကြီးကြီးစံတွေထုတ်လုပ်လိုက်တဲ့ကပ္ပစ8 စင်ပောင်ဝင်း40မမတာဝေးပြင်းရင်တင်တုံးတွေထုံးလုံးနေတယ်။ကမစ30အထက်မင်းလာ60မမ67မမ120မမဘုံတိတွေထုံးလုံးတယ်။ကမစ7တဲ့ရမြေမြုံမိုင်းနဲ့လက်နေကြီးအစိပ်ပိုင်းတွေထုံးလုံးတယ်။ကမစ73အထက်မင်းလာမော်တာကြီးစံအမြောက်ကြီးစံ9.5 9.56ထုံးလုံးတယ်။ကမစနဲ့အထက်မင်းလာဒီချောင်းရံကာကွယ်လက်နေထုံးလုံးတယ်။ကမစ90ခြေစုံသားလို့ရှိရလို့သိရပါတယ်။ ။ညောင်ကျိုးကိုအရခတက်တော်နဲ့ပူပေါင်းတက်ခွဲတွေကတိမ့်ပိုက်ပြီးရင်နောက်ဘကိုးအနောင်ချန်ကပါစာတွေကိုအင်းနဲ့ပူပေါင်းတက်တွေကမကြမီဝင်ရောက်တိုက်ခိုက်တော့မယ့်သဘောကိုတွေ့ရတယ်လို့ရှိသားဖော်ပြထားပါရယ်။ နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီက2024မှာစည်ရင်အသုံးစိတ်ဒေါ်လာ5ဘီလီယံတိတိုးမြင့်တုံးဆွေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။2023မှာအသုံးပြုခဲ့တာထက်66ရာခိုင်နှုန်းတိုးလာခြင်းဖြစ်တယ်လို့သိရပါတယ်။စတော့ဟုံးနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဘွဲ့ SIPRI ရဲ့2024ခုနှစ်စည်ရင်အသုံးစိတ်ဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက်ရမြန်မာနိုင်ငံရဲ့စည်ရင်အသုံးစိတ်က2023ခုနှစ်ကထက်66ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးဒေါ်လာ5ဘီလီယံတိတုံးဆွေးခဲ့ကြောင်းဖော်ပြထားပါတယ်။အဲ့ဒီလိုစည်ရင်အသုံးစိတ်မြင့်တက်မှုက အာရှတိုင်းနဲ့ဩစတြေးလျတို့မှာတစ်နှစ်အတွင်းစစ်အသုံးစရိတ်တိုးတက်မှုအပြင်းဆုံးဖြစ်ပြီးနိုင်ငံ GDP ရဲ့6%ထက်မရှိရာဂိုင်းလုံးထိတိုးလာကြောင်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့စီးရီးသုံးစိတ်မြင့်တက်လာမှုကပြည်တွင်းစစ်များပြင်းထန်လာခြင်းနဲ့မြန်မာစစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေထံနီးမြများဆုံးရှုံးလာခြင်းတို့ကြောင့်ဖြစ်တယ်လို့ SIPRI ရဲ့ထုတ်ပြန်ချက်မှာထောက်ပြထားပါတယ်။ SIPRI ရဲ့သုတေသနဖွဲ့ဝင်ကအစိုးရတွေကစစ်လုံခြုံရေးကိုဦးစားပေးလာခြင်းကအခြားဘတ်ဂျက်ဧရိယာတွေကိုထိခိုက်စေနိုင်ပြီးလူအဖွဲ့အစည်းတွေပေါ်ရှိရှိတည်ရောက်မှု ွေဖြစ်ပေါ်စေနိုင်တယ်လို့တတိပြထားပါရယ်ထို့အတူကမ္ဘာလုံးဆိုင်ရာ CE အတုံးစိတ်ကလည်း2024ခုနှစ်ဒေါ်လာ1.8ထရီလီယံထိမြင့်တက်ပြီး2009နောက်ပိုင်းအများဆုံးမြင့်တက်မှုဖြစ်လာခဲ့ပါရယ်အမေရိကန်ပြည်ထောင်စုက CE အတုံးစိတ်အမြင့်ဆုံးနိုင်ငံဖြစ်ဆက်လက်ရည်တည်နေပြီးကမ္ဘာလုံးဆိုင်ရာစုစုပေါင်း30ရဲ့30ရာခိုင်နှုန်းထက်မနည်းသုံးစွဲခဲ့ပါရယ် နောက်ထပ်တပုံးနေနဲ့ပခုတ်ကူနယ်မှာစိန်အောင်စုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြီးနေအိမ်တွေမိရှုခံရလို့ပြည်သူထောင်ထဲကြီးထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစိန်အောင်စုကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြီးကျင်းရွာနေအိမ်တွေကိုမိရှုဖျက်ဆီးနေလို့ပြည်သူထောင်ထဲကြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်။အေပီလ29ရက်နေ့မနေ့ကညပိုင်းကလေးကပခုတ်ကူတမတင်ရတင်တဲ့မြို့ကန်တပ်တွေပူးထားတဲ့အင်အား600ခန့်မှာစိန်အောင်စုတပ်ဖွဲ့ဝင်တွေတင်ဆောင်ထားတဲ့စိန်အောင်စုက73 ဲ့ပခုတ်ကူနယ်မှာပြူစောတိစခန်းတွေကနေတဆင်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ပခုတ်ကူခရိုင်ပြည်သူ့ကာကွယ်ရေးဘွဲပခုတ်ကူခရိုင်ပကဖတပ်ဖွဲ့ကအေယာတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်မကြီးကန်ပြူစောတိစခန်းနဲ့အဲ့ဒီနာကဖုန်ကြီးကြောင်တွေအိမ်တွေမှာမျှနေကြတာပေါ့အဲ့ဒီနောက်ဘက်မှာရှင်မကန်ပြူစောတိစခန်းရှိရယ်အဲ့ဒီမှာနှံ့ရွာခွဲနေတာပေါ့ထွက်တာကြတော့ရှင်မကန်က စားထွက်တာပေါ်လို့အေယာတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတောင်ကပြောပါရယ်အဲ့ဒီစစ်အုပ်စုစစ်ကြောင်းဟာပြူစောတိစကန်းနေမှာအင်အားချန်ထားခဲ့ပြီးစစ်အုပ်စုနဲ့ပြူစောတိအင်အားတရားခန့်နဲ့ မြင်းချေတိုင်နေတဲ့ကကျေးရွာတွေကိုဥတီစစ်ကြောင်းထိုးလာနေတာဖြစ်တယ်လို့ဆိုပါရယ်စေယုစုစစ်ကြောင်းကဖလန်အိုကျေးရွာရဲ့အနောက်ဘက်ကိုရောက်ရှိချိန်မှာတော်လိုင်းတပ်တွေကဘိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့အထည်နာပြီးတနက်တွေရန်တန့်ပစ်ခတ်တာအနီးနားကပြည်သူတဲအိမ်တွေကိုမိရှို့သွားတယ်လို့ဆိုပါရယ်ဘိုင်းဆွဲတိုက်ခိုက်ခံရလို့အထည်နာသွားတဲ့အဲဒီစေယုစုစစ်ကြောင်းကဖလန်အိုကျေးရွာနီးကချောင်းကွာကျေးရွာကိုလည်းမိရှို့ဖျက်ဆီးပြီး AB 30ရဲ့ဒီကနေ့ညနေမှာတော့တမပင်ရိုးရာကျေးရွာမှာရောက်ရှိနေပြီလို့ဆိုပါရယ်စေယုစုစစ်ကြောင်းကြောင့်ဒေသခံကျေးရွာ ာပေါင်း30ခန်းကကီတူထောင်နဲ့ချီထွက်ပြီးတင်းရှောင်နေရပြီးမြေခြေတိုင်တွေကညောင်ပင်မွန်နက်ကုံအင်းဝိုင်းရှားတော့မကြီးပင်ကုံစတဲ့ကြီးပါရင်ပြင်တိုင်တွေတစ်ခုလုံးကကြီးပါရင်အလုံးစစ်ပေးရှောင်နေရတယ်လို့ဆိုကြောင်းသတင်းမှာဖော်ပြပါရှိပါရင်ရှင်